ပရလ20ရက်နေ့သတင်းအစီအစဉ်ကိုတင်ဆက်ပေးပါရမယ်။ဒီနေ့သတင်းဒီမှာတော့တက္ကသိုလ်ရိပ်သာလမ်းမရှိတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့နေအိမ်ကိုလုံခြုံရေးဆောင်ရွက်ဖို့ရဲကင်းနှစ်ခုတိစောက်ဖို့မြင်းနီယာတတ်မှတ်ဆိုတဲ့သတင်း။လူမှုကွန်ရက်မှာပြန့်နှံ့ခဲ့တဲ့အင်းစိန်စေယုံကြီးမှာစွန့်ပစ်အမှိုက်တွေစုပုံခဲ့တာဟာတန်ရှင်းရေးဝန်ထမ်းအင်အားမလုံလောက်မှုကြောင့်လို့ပြောကြားခဲ့တယ်ဆိုတဲ့သတင်း။ရေကြိုးတပုံးရဖို့ခက်ခဲနေတဲ့မိထီလာမျိုးနဲ့ရေငန်ကြီးရွာမှာနေထိုင်သူတွေဆိုတဲ့သတင်းနဲ့ အများပြည်သူတွေပြန်လည်အသုံးပြုခွင့်ရဖို့ဆောင်ရွက်မဲ့တင်းဆဲခန့်မြိတ်မြို့ကဥမျက်လေးပန်းချံဆိုတဲ့တဲ့တင်အဆရှိတဲ့တဲ့တွေပါဝင်ပါတယ်။ရှန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းမရှိတဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ရဲ့နေအိမ်လုံခြုံရေးကိုဆောင်ရွက်ဖို့ရဲကင်းနှစ်ခုတိစောက်သွားမယ်လို့သိရပါတယ်။ဒေါက်ဆန်းစုတီရဲ့နေအိမ်လုံခြုံရေးအတွက်ရှဲကင်းတိစောက်ဖို့မြင်းနေရတတ်မှတ်မှုကိုဧပြီလ20ရက်နေ့နနက်ပိုင်းကပြုလုပ်ခဲ့ပါတယ်။ဒေါက်ဆန်းစုတီနေအိမ်ရဲ့အရှိတ်ခြံတကအနီးမှာ၅ပေပက်လေရှဲကင်းတစ်ခုနဲ့ ခြံဘေးဘက်မှာဆေးဘေးပက်လယ်မြေနေရာတွေကိုပလတ်စတစ်ကြိုးတွေဒုတ်တိုင်တွေနဲ့မြေနေရာတတ်မှတ်ထားတာဖြစ်ပါတယ်။အခုလိုဒေါအောင်ဆန်းစုကြည်အိမ်ရှိမှာလုံခြုံရေးထားရှိဖို့ရဲတပ်ဖွဲ့စီစဉ်နေတာနဲ့ပတ်သက်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုံးအမှုဆောင်အဖွဲ့အတွင်းမှုအဖွဲ့ဝင်ဦးဝင်းထိန်ကိုမေးမြန်းရာဟုတ်မှန်ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။ နိုင်ငံရဲ့အရေးကြီးပုဂ္ဂိုလ်ရဲ့လုံခြုံရေးကိုနိုင်ငံရဲ့စခန့်ကလုံတာမဟုတ်ဘဲအရေးပြည်ရေးရုံဟောင်းရဲတပ်ရင်းကလုံခြုံရေးယူတာများတယ်လို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကအစစ်မြင့်အရာရှိတဦးကအတည်ပြုပြောကြားပါရယ်။လူမှုကွန်ရက်ဆာမျက်နှာတွေမှာပြန့်နှံ့ခဲ့တဲ့အင်းစိန်အထွေထွေယောဂကုစေယုံကြီးမှရှိတဲ့အမျိုးသားခွဲစိတ်ကုသဆောင်မှာစွန့်ပစ်အမိုက်တွေစုပြုံခဲ့တာဟာတန်ရှင်းဝင်တန်းအင်အားမလုံလောက်မှုကြောင့်ဖြစ်တယ်လို့အင်းစိန်အထွေထွေယောဂကုစေယုံအုပ်ကြီးဒေါက်တာအေးအောင်ကပြောပါရယ်။ အမိုက်တွေစုပုံခဲ့ရခြင်းနဲ့ပတ်သက်ပြီးစေယုံအုပ်ကြီးကအခုလိုရှင်းပြပါဗျ။ဟောတန်ရှင်းပဲတော့ဒီစေယုံကအဲဆောင်ရွက်နေပါတယ်။နော်ဝန်ထမ်းလေးလက်တာလည်းရှိတယ်ပေါ့နော်။ရှိပေမဲ့လည်းအဲတက်နိုင်အောင်ဆောင်ရွက်နေတယ်ပေါ့။ဒါပေမဲ့ဒီကစေယုံနေတာဘယ်လိုဖြစ်နေလဲဆိုတော့ဘာထက်ကြည့်နေတွေ့မှာပေါ့။အဲလူနာတွေကများနေတယ်။လူနာစောင့်နေရလည်းများတယ်။ဆိုတော့ဂရင်းတွေလည်းကြားထိုးထားတယ်ဆိုတော့အမိုက်တွေကလည်းများတယ်ပေါ့နော်။ရတာတော့တန်ရှင်းရင်းနေနဲ့ မိုက်ပုံးနေထားပြီးတော့တနေ့တခါပြစ်တယ်ပေါ့ပြီးပြီးတော့စီရင်ပိန်ခိုင်းတဲ့စနစ်နဲ့ဆောင်ရွက်နေရတယ်ဆောင်ရွက်နေတဲ့အခါကျတော့ရှီပိုင်းဒီမှာလည်းအားနေနေတာလေးလေးရှိတယ်ပေါ့နော်ပေါ့တော့လူသမားက၂ယောက်ပဲရှိတယ်တော့ပေါ့၂ယောက်ပဲရှိတယ်တခြားလူတွေလုံနေတခါလေးကျမနေ့ကမိုက်ကညနေကျမှပြည့်ရတဲ့လူမျိုးဖြစ်သွားတာရှိတယ်အဲ့တော့အခုဒါကိုလည်းတွေ့တဲ့အခါကျတော့အဲဘယ်လိုမိုက်တွေပြန့်နေလဲတွေ့တယ်ဆိုတော့စစ်တော့မတိုင်ခင်က စစ်ထားပါတယ်စစ်လိုက်တဲ့အခါကျတော့တခြားဝတ်တွေအဆင်ပြေတယ်စစ်ပြေပြီးတော့အခုကအခုတွေ့တဲ့ဘက်ကအမျိုးသားအမျိုးသမီးအမျိုးသားခွဲစိတ်စားမျိုးသားခွဲစိတ်ဆောင်ကအမိုက်တွေတွေ့တဲ့အခါကျသူကဘယ်လိုလုပ်လဲအလုံသမားကအမိုက်တွေကိုနည်းနည်းဖွဲ့ထားတဲ့သဘောပေါ့ဖွဲ့ထားတဲ့သဘောတွေ့တော့အဲ့ဒါကြီးထုတ်ထုတ်ထုတ်ဆိုပြီးဟိုတနေ့ကလှုပ်လိုက်တယ်လှုပ်လိုက်တော့အဲ့အမိုက်တွေကိုထုတ်ပြီးတော့ပြစ်ဖို့စီစဉ်ခိုင်းနေနေပဲ တယောက်ကရိုက်သွားတယ်ထင်ပါတယ်တက်သွားတယ်အဲ့တော့အခုလည်းအဲ့ဒါကြီးဆက်ရှင်းနေပါတယ်ဒါပြင်အမိုက်တွေစုပုံတဲ့ဖြစ်စဉ်ဒီထက်မှန်မဖြစ်ပွားစေဖို့အတွက်လည်းနေစားတန်ရှင်ဝန်ထမ်းတွေကိုခန့်ထားပေးဖို့သက်ဆိုင်ရာဦးစီးဌာနကိုစာတင်ပြတောင်းခံထားကြောင်းဒေါက်တာရေးအောင်ကအခုလိုပြောပြပါတယ်နေစားလုပ်သားတွေလည်းအယောက်20လောက်ထပ်တောင်းပြီးတော့တန်ရှင်ကိုအားမြင့်ဖို့တော့ဦးစီးဌာနကိုဒီပြန်ပြီးမှာပေါ့ပြန်ပြထားဖို့ ဆောင်ရွက်ထားပါတယ်။ဒါကိုလည်းတင်ပြပြီးတော့တကယ်လို့အဲရောင်း20ထပ်ရတယ်ဆိုရင်တော့အရှင်ကိုမနေ့တစ်ခါညတစ်ခါလောက်ပုံမှန်လေးပေါ့နော်။အဲတော်တော်လို့ရမှာ။လူဦးရေကလည်းအခုလောလောဆယ်6တက်ဆောင်ကြီးကပြီးသွားရင်ဖြန့်လိုက်ရင်ပေါ့။နောက်တစ်ခုကတော့ဘယ်လိုလုပ်ထားလဲဆိုတော့အမိုက်တွေကတနည်းတနည်းထွက်တာကအခုကအမိုက်ပုံအကြီးပေါ့နော်။စီရင်သိန်းနဲ့ဘေးအမိုက်ပုံနဲ့ဆိုရင်တနည်းကိုဒီနာဒီနာဆောင်တစ်ချမ်းနဲ့ခုနှစ်ပုံရှစ်ပုံလောက်ထွက်တယ်။ ိုတော့ဥမာတနေ့မပြစ်မိရုံတော့မပုံသွားမဲ့သဘောရှိနေတော့အဲ့တော့ဘာကြောင့်ဖြစ်တယ်လဲပြန်ကြည့်တော့လူနာဆောင်နေတအားများတာပေါ့နော်အဲ့ဒါကိုလည်းအခုကြံကာလာလည်းရှိတော့ဒီဟာလေးကိုလည်းစီမံချက်ဆွဲထားပါတယ်အဲလူနာဆောင်ကတ်ကလေးတွေအဲသမင်းဖို့ကတ်ကလေးတွေနဲ့ပြန်လှုပ်ထားပြီးတော့နည်းနည်းလေးပြန်ကန့်တတ်ဖို့မလူနာတယောက်ကိုလူနာဆောင်6ရက်9ရက်လောက်ဖြစ်နေတဲ့အခါကျတော့ဒီဟာကိုအလုံသမား2ယောက်ကသိမ့်နိုင်ဖို့ကြတော့နည်းနည်းခက်သွားတော့ပါနော် ဲ့တော့အခုကလည်းအဲ့ဒါကြောင့်အမိုက်ပြစ်တာတွေကစားလဲစားတန်းနေလဲတွေ့ပါဘူးကတ်တော့ကတ်ထားတယ်ကတ်ထားပြီးမှလည်းပြစ်တော့ပြင်နေသေးတာပေါ့နော်အဲ့တော့ဒီမှာလဲဒါတော့လောလောဆယ်ရတော့ဟုတ်တယ်တကယ်စစ်စေးစစ်စေးပြီးတော့လှုပ်လိုက်မှအမိုက်တွေထွက်လာပြီးတော့လူသိသွားတဲ့သဘောတော့ဖြစ်သွားတာပေါ့အမှန်အဲ့ဒါအိမ်မှာဖွက်ထားတဲ့ဟာတွေအကုန်ထုတ်ဆိုပြီးတော့ဒီနေ့တော့မှသူတွားကြည့်ရင်တွေ့ဦးမယ်အဝမှာပုံထားတဲ့အမိုက်တွေပေါ့ရေတံဘူးပေါ့လေအဲဒီဝန်ထမ်းရေးရပိုင်းကတော့ အဲနည်းနည်းစစ်စေးတာတွေတော့အခုမှပြည့်ရလဲဖြစ်နေတော့မနေ့ပြန်ကြရင်တော့ဒါတွေသူသက်ဆိုင်ရဲ့ဒီနာပြီးအုပ်ကြီးတွေပိုင်းနဲ့လုပ်ဖို့ရရှိပါတော့ဒါတနည်းစားတနည်းမရှင်းနိုင်ရင်ဒီစည်းဝင်အနေထားအဲ့လိုဖြစ်သွားမယ်အနေထားပေါ့နော်ဒါတော့မှတန်ရှင်းယုံလောက်ပဲရှားသေးတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်လူဒီဝင်တန်း၂ယောက်က လောလောဆယ်ရှိနေတဲ့ဘက်မှာတက်နေတဲ့လူနာကအကြမ်းမြင်း၄၀ကျော်ရှိတယ် လူနာဆောင်ငါအခွင့်ပြုထားတာ2ဦးစီဆိုရင်တော့မှ120ဖြစ်သွားပြီဒါပေမဲ့လက်ရှိကတချမ်းမှာလူနာ200လူ200 300လောက်နေနေတယ်ကရင်အောက်ဒီမှာလည်းအိတ်နေတာရှိတယ်ဖေးလေးမှာလူ300လောက်လွတ်ဆွန့်ပြစ်တဲ့အမိုက်ကိုနှစ်ယောက်ကတခြားလုပ်တွေလည်းရှိတော့အဲ့ဒါလေးပေါ့နော်ဒါပေမဲ့အခုကတော့အဲနေ့စဉ်တွန်ပြစ်အောင်ပေါ့မိုက်ပုံးနေလဲထောက်အူတကြံပြီးမှထောက်ဝယ်ဖို့တော့ငကိုတည်းလောက်ထားပြီးသားအဲ့ဒါလေးလည်းထပ်ပေးပြီးတော့ဘိန်းလေးတွေနဲ့ဆိုတော့တို့ ကိုကလွယ်တာပေါ့အရင်တော့ပုံနေရလက်ဆွဲရတော့သူတို့ကလည်းလူနာဆောင်တစ်ယောက်ကိုခေါ်ပြီးတော့ဟိုဘက်ဒီဘက်ဆွဲရတာတွေရှိတော့မတုံပြစ်သွားတာလို့ဟိုကြားထိုးပြီးတော့ဖွက်ထားရနေဒီအမိုက်ဖုံကြီးဖြစ်သွားတာပေါ့နော် အမှန်တော့တစောင်းနေပါအဲအမျိုးသားခွဲစိတ်ဆောင်တစောင်းနေပါဒီကနေတက်သွားရင်ဒီဘက်ဒီဘက်ခြံပေါ့ဒီဘက်ခြံတစောင်းနေခြံနဲ့အဆောင်တွေကတော့ပုံမှန်ပြစ်ပါတယ်အဲဒီဝန်ထမ်းတွေတော့ပြန်စီစစ်သွားပြီးတော့တခြားသူအတားအေးအေးလေးလေးလောက်သွားမှာပါ အင်းစိန်အထွေထွေယောဂါကူစိမ့်ုံတွင်မှာရှိရယ်လူနာဆောင်တစ်ဆောင်မှာနေ့စဉ်အမိုက်ပုံးကြီး9ပုံးကနေ10ပုံးကြားထွက်ရှိနေရဖြစ်ပါတယ်။နောက်မှလည်းအခုလိုအမိုက်တွေစုပုံနာတွေမဖြစ်ပေါ်စေဖို့အတွက်တက်ဆိုင်ရာတန်ရှင်းတာဝန်ရှိသူတွေကိုစီစစ်အရေးယူသွားမှာဖြစ်တယ်လို့စိမ့်ုံအုပ်ကြီးဒေါက်တာအေးအောင်ကဆိုပါတယ်။ မိထီလာမျိုးနဲ့အလဲရွာကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ရေငယ်ကျေးရွာမှာရေရင်းရေကန်တွေခန်းချမှုကြောင့်တောက်တုံးရေအခက်အခဲတွေဖြစ်ပေါ်လျက်ရှိပြီးလာရောက်လူရန်သူ စေတနာရှင်တွေထံကနေသာတောက်ရေကိုအဓိကထားသုံးဆွဲနေရတယ်လို့ဒေသခံတွေကပြောပါတယ်လက်ရှိမှာရေလိုအပ်မှုကြောင့်စေတနာရှင်တွေလာရောက်လှူဒန်းတဲ့အခါမှာ ရေကိုအလူအယက်ခတ်ယူနေကြရတာဖြစ်ပါတယ်။ရွာငယ်ကျေးရွာဟာနှစ်တိုင်းရေရှားပြီးနှွေပိုင်းဆိုတာကတောက်เสียရမရှိတော့ဘူးလို့ဒေသခံတွေက ဆိုကြပါတယ်။ ဒါအပြင်ရွာမှာရေရင်းတူးပါကရေချိုမထွက်ပဲရေငန်မဲထွက်ခါရေချိုကရွာအပြင်လက်ရွက်တွင်ကစောက်ခတ်ကြရတာဖြစ်ပြီးရေတပုံးရဖို့တနအီလောက်စောက်ခတ်ကြရတယ်လို့ဒေသခံတွေကဆိုပါတယ်။ တောက်တုံးရဲ့လိုက်လံလှူဒန်းပေးနေသူတဦးဖြစ်တဲ့မိထီလာမျိုးဈေးအရှိပြင်းရက်နေကိုဖြိုးဝေတန်းကအလှငွေတွေစုပြီးတော့ရတဲ့ငွေနဲ့ဒကြံအချိုနည်းကစပြီးတောက်တုံးရဲ့လိုက်လံလှူဒန်းနေတာဖြစ်ခါရေကားကတော့မိသက်ကကားကပြပကားတွေထက်ဈေးသက်သာတဲ့အတွက်မိသက်ကားတွေနဲ့လိုက်လံဖြန့်ဝေလှူဒန်းပေးတာဖြစ်ပြီးရှင်ငံကျေးရွာကိုဒီတစ်ခေါက်မှပထမအဦးဆုံးလာလှူဒန်းမှုတာဖြစ်တယ်လို့ဆိုပါရယ် မေတီလာမြို့နယ်ရင်ငန်ကျေးရွာဟာမေတီလာကြောင်ပရောင်းလမ်းမပေးမုံတိုင်ကျေးရွာအရှိတ်ဘက်၃မိုင်အကွာမှာတည်ရှိပါတယ်။ရင်ငန်အရှိတ်ရွာနဲ့အနောက်ရွာ၂ရွာပေါင်းအင်ဂျင်900ခန့်ရှိပြီးလူရေ2000ကျော်နေထိုင်ကရေရှားပေါမှုကြောင့်ရင်ငန်တွင်းတွေကထွက်တဲ့ရင်ငန်တွေကိုသာတောက်သုံးရင်အဖြစ်အ धिक ပြုတ်လုံသုံးဆွဲနေရတာဖြစ်ပါတယ်။ အရင်အစိုးရလက်ထက်အစဉ်အဆင်းကတင်ဆက်ခံထားရတဲ့မြိတ်မြို့ရဲ့အထင်ကရပန်းချံတစ်ခုဖြစ်တဲ့ဦးမြက်လေးပန်းချံကိုအများပြည်သူပြန်လည်အသုံးပြုနိုင်ခွင့်ရရှိစေဖို့အတွက်လက်ရှိအစိုးရကဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။မြိတ်မြို့ရဲ့နောက်ဆုံးမြို့ဝန်ဖြစ်ခဲ့တဲ့ဦးမြက်လေးကိုဂုဏ်ပြုဖွင့်လှစ်ထားတဲ့ဒီပန်းချံဟာတပ်မတော်အစိုးရလက်ထက်ကလေးကတင်ဆက်ခံခဲ့ရတာဖြစ်ပြီးတိုင်းဒေသကြီးစီမံရုံးအဆောက်အအုံအဖြစ်ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။တနင်္သာရီတိုင်းဒေသကြီးစီမံကိန်းနဲ့ဗန္ဓာယီဝင်ကြီးဦးဖြိုးဝင်းထွန်းက ဥမျက်လေးပန်းချံကိုအများပြည်သူတွေပြန်လည်အသုံးပြုခွင့်ရရှိဖို့တိုင်းစီပင်ညှို့မှုကိုပြောထားပြီးဖြစ်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းအများပြည်သူပြန်လည်အသုံးပြုခွင့်ရဖို့ဆောင်ရွက်ပေးမယ်လို့ပြောထားပြီးဖြစ်ကြောင်းပြောပါရယ်။မကြခင်မှာပန်းချံကိုဖွင့်လှစ်နိုင်တော့မှာဖြစ်ပြီးမြိတ်မှာရှိတဲ့ကလေးငယ်တွေအပန်းဖြေစော်ကစားဖို့နေရာအရန်ရှာနေပြီးကလေးကစားခွင့်နဲ့ပန်းချံကိုပြန်လည်တိစောက်ပေးမှာဖြစ်တယ်လို့ဦးဖြိုးဝင်းထွန်းကဆက်လက်ပြောပါရယ်။ လွန်ခဲ့တဲ့10နှစ်ကျော်ကလေးကတင်းဆဲခံထားရတဲ့ဥမျက်လေးပန်းချံအတွင်တက်မတော်အစိုးရလက်ထက်ကတိုင်းယုံဆိုင်ရာမှာတိုင်းစီပင်ယုံအဖြစ်အသုံးပြုခဲ့ပြီးအခုအခါတိုင်းစီပင်ယုံဟာဒဝေမြို့မှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။ဒါကြောင့်ဥမျက်လေးပန်းချံအတွင်ယုံဖွင့်လှစ်ထားခြင်းမရှိတော့ဘဲပန်းချံအတွင်မှာတိဆောက်ထားတဲ့ယုံနဲ့တခြားအဆောက်အုံအချို့ကိုမူလအတိုင်းထားရှိပြီးကျန်တဲ့နေရာတွေကိုတော့အများပြည်သူအပန်းဖြေဖို့အတွက်ဖန်တီးသွားမယ်လို့ဥဖြိုးဝင်းထွန်းကဆိုပါတယ်။ အင်္ဂလိပ်လက်အောက်မကျရောက်မီနောက်ဆုံးမျိုးဝဖြစ်ခဲ့တဲ့ဥမျက်လေးကိုဂွန်ပြူတိဆောက်ထားတဲ့ဒီပန်းချန်ဟာမြင်းမျိုးဖျားငါးစုရဲမှတရှိပြီးမြို့ကန်တွေကဒီပန်းချန်ကိုပြန်လည်ရရှိဖို့အတွက်လိုလားနေကြတာဖြစ်ပါတယ်။